ကိုရတံဘိုးကိုတတိပြပါကိုရတံဘိုးကိုတီးဖို့လို့တလို့ကိုရတံဘိုးကိုလည်းတတိပြဖို့လိုပါသေးတယ်အထူးသဖြင့်ကိုရတံဘိုးကိုနားမလဲတတူတွေရဲ့ကြားမှာတံဘိုးမထားတတူတွေကြားမှာကိုတံဘိုးလေးတိပြင်းနေတတဲ့တူဟာရေကန်အလဲမှာတင့်တယ်နေတဲ့ဂျာပန်လေးတပွေးလိုပဲတော့ပတ်တဝင်နေတတ်ပါတယ်ကိုတံဘိုးကိုနားလေတဲ့တူဟာသူ့ဘာကိုမနာလိုဝင်တူတာ ခြင်းဆိုင်တာကြောက်ဝါရာမမနာထွန်လာတာတွေမရှိတော့ပါဘူးတည်ညံကြည်လင်ပြီးနှစ်ဆိုင်နေတဲ့ရည်ပြလိုပဲညင်တက်ခန်းနာနေတတ်ပါတယ်ကိုတံဘိုးကိုတည်နာလဲသူဟာသူတပားကိုလည်းလေးစားစွာခင်ပစိတ်နေရပေးတတ်ပါတယ်သူ့အနေနဲ့နေရလူဆရာမလို့ဘူးဆိုတာကိုသူ့ဘာတာတည်နာလဲလို့ဖြစ်ပါတယ်ကိုကိုတပတ်တာကနေချစော့ကားလာတဲ့အချိန်မျိုးမှာ ကိုပါလဲဆိုတာကိုရှင်းကျက်စွာတက်တည်ပြဖို့လိုပါတယ်။သမီးလေးကိုကျမပြောလေးရှိတဲ့စကားလေးတခုရှိပါတယ်။သမီးဘာမှမလုပ်ပဲငယ်ငယ်လေးထိုင်နေကြည့်။သမီးကိုဘက်တူကမှအရေးတယူလောက်မှမဟုတ်ဘူး။သမီးကတာထူးထူးချွတ်ချွတ်စူးစမ်းပြလိုက်။သမီးနားမှာလူတွေဝိုင်းဝိုင်းလဲလာလိုက်မယ်။သမီးလို့သမီးကိုချီးကျူးကြမယ်။အားကြကြမယ်။ဂုဏ်ပြုကြမယ်။အဲ့ဒါလူတွေရဲ့တဘာဝပဲသမီးလေး။ မီးရတံဘိုးကိုသူများကလာတတ်မှတ်ပေးလို့မြဘူးသမီးကိုတိုင်တတ်မှတ်ရမှာ ကိုတံဖိုးအတွက်ကိုမှပဲတာဝန်ရှိတာလို့ပြောပြရပါတယ်။ကျမငယ်ငယ်တုန်းကဆိုရင်လေစိုးကျော်တက်တွေရဲ့အိမ်မက်တိုင်းတိတ်ကိုအောင်မြင်ခြင်းစိတ်ပြင်းပြထပ်တန့်ခဲ့ပါတယ်။ဇာမူလေးတွေဂျိုးစာပန်းစားရေးပြီးမဂ္ဂဇင်းတိတ်တွေလိုက်ပို့ပါတယ်။နေနေညာညာစာရင်းပြည့်ရေးပြီးလုံးချီဝတ္ထုတွေစာပြီးရေးပါတယ်။ စာအုပ်ထုတ်ဝေပေးဖို့တိတ်တိတ်နဲ့စကားပြောဆိုင်မှာအဲ့ဒီတိတ်မှာအချင်အဝါကြီးတဲ့နာမည်ကြီးစာရေးဆရာကြီးတကူကဂျမရဲ့ကလေးတွေးကလေးလက်ရတွေကိုအထင်ကြီးပါဘူးသူပြင်ဆင်ပေးပြီးမှထုတ်ဝေဖို့ခွင့်ပြုမယ်လို့ဆိုပါတယ်အဲ့ဒီစကားကိုကျမရဲ့အဖေကိုပြန်ပြောတော့အဖေကသမီးလက်ကိုဆွဲပြီးစာပေတိုက်ကိုချက်ချင်းလှဲလာပါရောစာရေးဆရာကြီးကို အဖေကပြောခဲ့တဲ့စကားတွေကိုကျမမမေ့ခဲ့ပါဘူးကျွန်တော်သမီးရဲ့စာတွေကဆရာလာတော့မကောင်းနိုင်ဘူးပေါ့ဒါပေမဲ့ဆရာပြင်ဆင်ပေးမှထွက်ခွင့်ရမယ်ဆိုရင်တော့ကျွန်တော်သမီးစာမှုတွေကျွန်တော်တို့ပြန်ယူပြစေသူကိုယ်တိုင်ရေးထားတဲ့သူ့လက်ရလေးအတိုင်းပဲကြီးပါစေကျွန်တော်သမီးကို ကျွန်တော်ယုံတယ်လို့ပြောခဲ့ပြီးစာမှုတွေကိုအဆပေတိုက်ကနေပြန်ယူလာခဲ့တာပါ ကျမရဲ့တံပိုးကိုတခြားလူတယောက်ကတံပိုးတံပိုးပြက်ခွင့်အပေကမပေးခဲ့ပါဘူး။နောက်တော့စေတနာစာပေကအိုက်ထီလဲလာပြီးစာအုပ်တွေထုတ်ပေးဖို့ကန့်လန့်လာခဲ့တာဖြစ်ပါတယ်။ကျမတို့ရဲ့ဘဝမှာကိုရဲ့တံပိုးကိုသူများကလာပြီးပြက်ခွင့်မပေးမိဖို့လိုပါတယ်။ကိုတံပိုးကိုကိုတိုင်ကြည့်ပြီးတက်တက်ပြတ်တက်ဖို့အရေးကြီးပါတယ်။ကျမစာအုပ်တွေထွက်လာတော့လဲချဲတော့ပါ ူ့အဖေရေးပေးနေတာပါလို့ဝေဖန်တိုက်ခတ်တာကိုခံရပါသေးတယ်။ထီအရွယ်လေးနဲ့ဒီလောက်မရင်နိုင်ပါဘူးလို့လေလူကြီးအရွယ်ဝေဖန်သူတွေကဆိုကြပါတယ်။ကျမကတော့ကလေးပြပြဝေဖန်ခံရတိုင်းစိတ်တွေညစ်တိုင်းအဖေကစိတ်ထဲမကြအောင်အားပေးတတ်ပါတယ်။သမီးကိုသူတို့အထင်မကြီးဘူးဆိုရင်သမီးရဲ့တန်ဖိုးကိုသူတို့တိအောင်တတ်တည်ပြလိုက်ပေါ့သမီး။အချိန်တစ်ချိန်ကြာရင်သမီးကို ဝေဖန်တိုက်ခိုက်နေတဲ့သူတွေက သမီးကိုလက်ဆွဲနှုတ်ဆက်လာလိမ့်မယ်လို့ကျမရဲ့စိတ်ကိုမြင့်တင်ပေးတတ်ပါတယ်။အဖေရဲ့မျက်စိထဲမှာတော့သူ့သမီးကိုအမြဲအထင်ကြီးနေခဲ့တာပါပဲ။အဖေစီကစိတ်ခွန်အားတွေနဲ့ကျမခီးဆက်နိုင်ခဲ့တာဖြစ်ပါတယ်။ကိုရတံဘိုးကိုတက်တည်ပြနိုင်ဖို့အတွက်အချိန်တစ်ချိန်သာလိုပါတယ်။အောင်မြင်မှုတစ်ခုရလာတဲ့အခါကိုကိုဝေဖန်တိုက်ခိုက်ခဲ့သူတွေကပဲ ကိုယ့်ကိုယ်ပြန်ပြီးအတိအမှန်ပြုပေးရတာဖြစ်ပါတယ်။သူတပားကနိုင်ချဆက်ဆံလိုက်တိုင်းကိုကတင်ငယ်သွားเสียမလို့ပါဘူး။ကိုရတံဘိုးဟာသူများကနိုင်ချလိုက်တိုင်းနိုင်ကြသွားเสียမရှိပါဘူး။ကိုကိုကိုတံဘိုးသာလေးစားတတ်ဖို့လိုပါတယ်။ကိုကိုကိုတံဘိုးသာလေးစားနိုင်ဖို့အတွက်မကန်တဲ့ကျိုးစားအောင်ထုံမှုနဲ့စွဲလုံးလောက်ရရတော့ရှိဖို့လိုပါတယ်။ဘယ်လိုအခြေအနေမျိုးမှပဲဖြစ်ဖြစ် ကျူစာအားထုတ်နေတဲ့ကိုရဲ့တံပိုးကိုတက်တည်ပြနိုင်ပါလိမ့်မယ်။ကျမပြက်လဲပြီးမျက်ဝေပေးသွားတာကတော့လွန်တထားစေတကတူရဲ့နှလုံးသားကိုဖွင့်နေတော့ဆိုတဲ့စာအုပ်လေးထဲမှာကိုရဲ့တံပိုးကိုတက်တည်ပြပါဆိုတဲ့ခေါင်းစဉ်နဲ့စာပိုက်လေးပဲဖြစ်ပါတယ်ရှင်။နောက်ထောင်ပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။